ဟုတ်ကဲ့ကိုရေးချင်းသူရေးချွေး channel ကိုကြည့်ရှုလေ့လာနားဆင်နေတဲ့အများအပြားမတန်ဆွမ်းသူဘဝလူမျက်မြင်ကြီးကိုမောင်မောင်များနဲ့ဘဝတစ်ချမ်းမိတ်များအားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်ကွန်ပျူတာ tutorial လေးပုတ်လာပြီးတော့ပြောပြပေးခြင်းပါတယ်အဲ့ဒါတော့ browser တယောက်မေးထားတယ်ပေါ့နော်ကျွန်တော်ကွန်ပျူတာပေါ်မှာ lock screen lock screen ရကျွန်တော်တို့ desktop ဟိုပါပေါ့ wallpaper လေးဘလို့တင်မလဲပေါ့နော် desktop wallpaper တင်တာတော့တိတ်တော့မခက်လာဘူးဒါပေမဲ့ဒီ lock screen တို့ sign in screen တို့မှာ wallpaper တင်တာအဲ့တိတ်သဘောမပေါက်ဖြစ်နေပေါ့နော်အမှန်တကယ်တော့ဟိုနီးပညာတော့တိတ်မခက်ပါဘူး ဆိုတော့โอเคအဲ့တော့ကျွန်တော်တို့ခုဟိုမေတ္တာရက်ခံကြတာကျွန်တော်ဒီမှာဟို background noise လေးနည်းနည်းရှိရင်တော့ခွင့်လို့ပါလို့နောက်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာဟိုနှစ်ချက်လည်းအဆင်မပြေတော့ဒီဟိုပေါ့နော်ဒီ external အတန်းနဲ့ပဲတွင်းရတဲ့ခါကျတော့အဆင်မပြေဖြစ်တာရှိရင်တော့ခွင့်လို့ပါလို့โอเคအဲ့တော့ကျွန်တော်တို့ပရမအုံးဆုံးဟိုပေါ့ desktop ပေါ်သွားလိုက်မယ်နော် search Microsoft Edge 5 of 12 debut video cap desktop ပေါ်မှာကျွန်တော် control screen နှိပ်လိုက်နော် not selected ဖြစ်သွားရင် application နှိပ်လိုက်မယ်ပေါ့နော် context menu personalize r ကိုကျွန်တော်နှိပ်လိုက်မယ်နော် အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုပေါ့ Windows setting နဲ့ကိုရောက်မယ်ပေါ့နော် Windows search bar အဲ့ setting နဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော် tab ချက်ခုံမယ်ဒီမှာတခုပြောထားကရမှာကဒီပုံမှန်ဆိုလို့ရှိရင် desktop ဒီ background ကတင်ရတာလွယ်ပေမဲ့ဒီ lock screen lock screen not selected color background 107 tab ချက်ခုံပြီးတော့ up down arrow နဲ့ကျွန်တော်ရှေ့ကြည့်မယ်နော်ဒီ background ဒါဒီ background ဆိုတဲ့ဟာကအာကျွန်တော်တို့ဒီဟိုရွေးတာပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံဒီ desktop background ပေါ်မှာကျွန်တော်ဥမာ ကိုကိုရဲ့ crash ပုံပဲဖြစ်ဖြစ်ပေါ့ဗျာကိုကိုကြိုက်တဲ့ command လေးရဲ့ပုံပဲဖြစ်ဖြစ်အာတခုခုပေါ့ကိုကြိုက်တဲ့ပုံလေးကိုကိုရဲ့ဒီ desktop ပေါ်မှာတင်ထားလို့ရတယ်ဟိုပါပေါ့အမြင်အရမတန်ဆောင်းပေမဲ့လည်းဟို impression ပေါ့ဗျာဘာညာတော့မဟုတ်လူရှိအောင်တင်လို့ရတယ်ပေါ့နော်အဲ့အောက်မှာ lock screen အဲ့ lock screen ကတော့အာဘယ်လိုပြောမလဲဒီ window ဟို shutdown ချလိုက်တာတော့ဒါမှမဟုတ် lock ချတာတော့အဲ့မှာကျွန်တော်ဟိုလောက်လို့ရတယ်ပေါ့နော် အာကိုယ့်ရဲ့ဟိုဘက်ဂရောင်းတင်ထားတာပေါ့ဆိုတော့ဒီမှာနှစ်ခုသုံးခုရွေးလို့ရတယ်ဒီ rotate ပေါ့နော်လှည့်ပြီးတော့ဓာတ်ပုံလေးတွေလှည့်ပြီးတော့အတမျိုးစီသွားနေတာလည်းရှိမှာကွာအာ picture တစ်ခုတည်းကိုပဲရွေးတာကျဒီမှာတော့ကျွန်တော်ကျွန်တော်မှလည်းဓာတ်ပုံများများသားသားမရှိတော့ကျွန်တော်တစ်ခုပဲနမူနာအနေနဲ့လုပ်ပြမယ်ပေါ့နော်ဟုတ်ကဲ့တော့အာနောက်တစ်ခုကကျွန်တော် high contrast mode ကိုလှုပ်ထားရင် lock screen မှာကျွန်တော်တို့ကလှုပ်လို့မရပါဘူးနော်အဲ့ဒါလေးသတိထားပါအခုဒါမှကျွန်တော် high contrast မလှုပ်ထားဘူးပေါ့နော် color background 107 တော့ background မှာကျွန်တော် select လုပ်ရမယ်ပြီးရင် tab ခေါ်လိုက်မယ်နော် background combo box picture collapsed ဒီမှာ background combo box မှာ picture ပေါ့နော် solid color ဒါ solid color solid color ဆိုတာကဒီကိုကြိုက်တဲ့ color ဟိုပါပေါ့ပုံမဟုတ်ပဲနဲ့ကိုကြိုက်တဲ့ color ကိုရွေးတာနော် slide show ဒါ slide show slide show ဆိုတာကအဲ့လိုမျိုး slide show လှည့်တယ်လို့မျိုးပါလို့ဓာတ်ပုံတွေအများကြီးကိုတွေ့သူအလှည့်ကြလှည့်နေတာဟာပေါ့နော် window spotlight ဒီ Windows Spotlight ဆိုတာတော့ Windows မှာပါတဲ့ထပ်ပုံလေးဆိုတော့လှည့်အဲ့ဒါတွေကကျွန်တော်တို့သိမလို့ကျွန်တော်ကဒီမှာကိုကြိုက်တဲ့ကုတ်ကိုစမ်းသုံးကြည့်ပေါ့နော်အခုကဒါကတော့ Desktop Background ဟိုကလောက်တာနော်ဆိုတော့ဒီမှာ App Arrow နဲ့ကျွန်တော်တစ်ချက်ပြန်တက်မယ်နော် background combo box ဒီမှာ background combo box မှာကျွန်တော် picture ထားမယ်ကျွန်တော် tap ခုံမယ်ဒီမှာ browse မှာကျွန်တော်အနားခေါက်လိုက်မယ်နော်ကျွန်တော် lightweight ရမယ်နော် လိုက်ရွေးမယ်ဆိုတော့ဒီမှာကျွန်တော် drop box တဘုံကွာဟိုပါ file explorer ရဲ့ကွက်ကိုသွားရွေးလိုက်ပါနော်ဒီလောက်ကတော့ရမှာတဲ့နော်ဒီမှာကျွန်တော် logo ပေါ့နော်သာသင်ပြီးပါပြီနော်ကျွန်တော်အဲ့တော့ဒီမှာဒီမှာကျွန်တော်ရဲ့ဟိုဟာဗော channel logo ပုံလေးကျွန်တော်ရဲ့ desktop ပုံမှာပေါ်သွားပြီနော်အဲ့ဒီမှာသူကတခုပြဖို့ကြံနေတာဒီအပြည့်ဖြစ်မှာလားဒီလိုဟိုကွက်ကွက်ကလေးပဲပေါ်မှာလားအဲ့ဒါရွေးလို့ရတယ်နော်ခုနကကျွန်တော်ဒီနေ့လောကပြန်ပြမယ် desktop ပုံသွားတယ် control space နဲ့ not selected လောက်လိုက်တယ် application မိတ်လိုက်မယ်ဒီမှာ personalize ကိုကျွန်တော် under ခေါက်လိုက်မယ်နော်အဲ့မှာ tab ခုံပြီးတော့ကျွန်တော် tab နော် background background တိကျ speed လေးနဲ့ပြင် tab ခုံမယ်ဟာရောက်ပြီ background ဒါကမှာ choose a fit ပေါ့နော်ဒီမှာ fit ပေါ့နော် fit ဆိုတာဒီဟာဘောင်းအပြည့် fill fill ဆိုတာဒီတမျက်နာလုံးအပြည့်ပဲနော် stretch 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 ဆိုတာတော့ဘယ်လိုလဲကျွန်တော်တို့မသိဘူးပြအဲ့ဒါတော့ပုံတွေကတော့ကိုယ်လည်းကောင်းကောင်းမမြင်တဲ့အတွက်ဟိုကြီးကြက်တာဟိုမျက်စိမြင်တဲ့လူတွေဆိုလို့ရှိရင်လည်းဒီပုံလေးဘယ်လိုဒီဇိုင်းလေးတင်ခြင်းလဲဆိုတာအာကိုနာနည်းနည်း partially sighted ဖြစ်ဖြစ်နည်းနည်းမြင်တဲ့လူတွေကိုညောင်းလိုက်ပါနော်ကျွန်တော်တို့ fill ပဲထားလိုက်ပါဘယ်လိုလဲအဲ့တော့ဟုတ်ပြီဒါကကျွန်တော်တို့ဟိုအနေနဲ့ဒီကိုယ့်ရဲ့ desktop background မှာထားတာဟုတ်ပြီဒါကိုကျွန်တော်တို့ကဟိုလော့စကရင်နဲ့ဟိုမှာတစ်ချက်ထားမယ်နော် အဲ့တော့ not not selected လောက်လိုက်မယ်နော် not selected မှာကျွန်တော် application နှိပ်မယ် personalize မှာ under ခေါက်လိုက်မယ်ပြီးကြရင်ကျွန်တော်တို့အဲ tab ခေါက်လိုက်မယ်မှာ not screen not selected screen နှိပ်လိုက်မယ် screen tab ခေါက်မယ် background list watch screen background combo box feature လောက်လိုက်မယ်ဒီမှာ background combo box ကိုကောင်းတဲ့အတူတူပဲနော်ဟိုဗာလဲ desktop ပေါ်မှာလောက်တာနဲ့အတူတူပဲ background picture ရှိမယ် slide show ရှိမယ် spotlight တွေ window spotlight တွေပါရှိမယ်နော်ဆိုနည်းနည်းလေးတယ်ဗျာကျွန်တော်ဟွာပဲသွားလိုက်တော့မယ်နော်ကျွန်တော် picture ပဲထားလိုက်မယ်အဲ့ဒါကိုဒီမှာကျွန်တော် browse တာနေခုနလိုမျိုးပဲသွားယူလိုက်မယ်နော် data data ကကျွန်တော်ဟိုတပ်ပုံသွားယူရတာပေါ့နော် level 1 level 1 level 1

မာကလော့စကရင်ဟာမာကလေလော့စကရင်ပေါ်မှာပေါ်တဲ့ဟာလေးတွေကိုရွေးတာဟာမှာကလန်ဒါလားဒီ widget widgets တွေကိုရွေးတာပေါ့နော်အဲ့ဒီဟာက ိုက်တာထားလို့ရတယ်နော် Skype Calendar နော် Calendar မေးဒါ up down နေနဲ့ယူရအောင်ဆိုခုနကခုလာလို့သိရှိတယ်နော် Nan B position three နော် position position 5ပေါ့နော်အဲ့တော့၅ခု၆ခုခုနကခုလောက်ထိရှိမယ်ကျွန်တော်ကအဲ့ဒါကြီးမယူတော့ဒါကဘာမှသိဟိုဟာကိုလေးအတွက်မလိုဘူးပေါ့နော်မျက်စိမြင်တဲ့လူတွေအတွက်မလိုဘူးအဲ့မှာ Nan နေပေးထားလိုက်ရတယ်ပေါ့နော် up down arrow တွေနဲ့ယူလိုက်ပေါ့နော် tab တစ်ချက် င်ခုံပြီးတော့အမတ်တက်ခုံပြီးတော့ show what screen type of picture is designed to be taken by the screen ဒီမှာအရေးကြီးတာ sign in screen ပေါ့နော်ခုနဟာကကျွန်တော်ရိုးရိုး lock screen မှာပဲအာခုနထားခဲ့တဲ့ဟာဟိုပုံက lock screen မှာပဲပုံပဲတကယ်လို့ကိုကကွန်ပျူတာလေးဖွင့်လိုက်လို့ကိုကိုဆော်ပုံလေးတင်ထားလို့ကွာကိုဆော်ပုံလေး ွန်ပျူတာစဖွင့်တာမှာအဲကြက်တီရှိရှိမင်္ဂလာရှိရှိလေးတက်ချင်တယ်ဆိုရင်ပေါ့လေဒီမှာ on ပေးလိုက်ရောနော်ကျိုးကျိုးဟိုစာ lock screen background picture ကတဲ့ science screen မှာလည်းပေါ်မှာလားဆိုတော့ဒီမှာ target ကို on ပေးလိုက်တယ်ပေါ့နော်မှန်နော် okay ဒါဆိုလို့ရှင်ပြီးသွားပြီကွာဒါဆိုလို့ရှင်ပြီးသွား okay အဲ့တော့ကျွန်တော်ကဒီအောင်ခဏဟိုဟာ restart လုပ်မယ်ဆိုတော့ခဏရက်လိုက်မယ်နော်ခဏရက်လိုက်မယ်ပြီးကြလို့ရှိရင်ကျွန်တော်ဟို restart ချပြီးလို့ရှိရင်အပြန်တစ်ချက်ပြန်ကြည့်မယ်နော် stop recording button အဲ့ဒါဟုတ်ပြီဒီမှာကျွန်တော် restart လေးကျွန်တော်လုပ်လိုက်မယ်နော်ဒီမှာဟိုခုနကတော့ကျွန်တော်ကွန်ပျူတာဘွားနေဟိုလောက်တာအခုကတော့ကျွန်တော်ဖုန်းကင်မရာနေပြီးတော့တစ်ချက်ရိုက်ပြီးတော့ပြမယ်ပေါ့နော်အာ restart ဖြစ်သွားပြီ lock screen မှာပေါ်လားမပေါ်လားတော့ကျွန်တော်လည်းဟိုအောင်သေးဘူးဗောနော်တေချာပေါ်မယ်ထင်ပါတယ်ကျွန်တော်ရဲ့ကိုရီးယားတူဒီဟိုဟာ logo လေးထည့်ထားဗောနော်ဟိုအဲပေါ်မယ်လို့တော့မျှော်လင့်ပါတယ်လို့အဲ့ background noise တွေနည်းနည်းပိုင်းတော့ခွလွန်ပါလို့တော့ဒီမှာတစ်ချက်နည်းချက် show ရမယ်အဲ့ restart အဲ့မှာပေါ်မယ်ထင်တယ်နော် အော်ဒီမှာပေါ်တယ်ဒီအနောက်မှာဟွာပုံလေးတော့နည်းနည်းရုတ်တရိတ်တိတ်လေးတော့ပေါ်တယ်เนาะအရှေ့ကတော့သူ window လို့ကတော့ပေါ်တာပေါ့ကွာအနောက်ကဟွာလည်းနည်းနည်းပေါ်တယ်เนาะနော်ဒီမှာပေါ်တယ်ဒီအနောက်မှာကျွန်တော်ရဲ့ဟွာ logo ပုံတော့နည်းနည်းပေါ်တယ် test bar test bar โอเคဒါဆိုလို့ရှင်တော့ဟိုတေချာတလောက်ရှိတယ်ပေါ့เนาะဒီဟွာကတော့တေချာတလောက်ရှိတယ်ဒီအဓိကတော့အဲ့ last screen ဟွာတွေကိုလုပ်မယ်ဆိုလို့ရှင်တော့ high contrast မလုပ်ထားနဲ့ပေါ့เนาะဒီလောက်ပါပဲကျေးဇူးပါဗျာเนาะနောက်မှပြန်တေးကြတာပေါ့